်မင်္ဂလာပါခင်ဗျာဆရာဖေမြင့်ဘာသာပြန်တဲ့မဖြစ်နိုင်ဘူးဆိုတာတေးကြပြီလားစာအုပ်ကိုတင်ဆက်ပေးလိုက်ပါတယ်အမှားစကားလူတယောက်အောင်မြင်ကြီးပွားရန်အတွက်ဥစွာပထမအောင်မြင်လူစိတ်ရှိရန်လိုအပ်၏အောင်မြင်လူစိတ်ရှိသူဘဝအတွက်ရည်မှန်းချက်ရှိသူရည်မှန်းချက်ပန်းတိုင်ရောက်အောင်ကြကုတ်ကြခဲ့ ဇွဲနှဘဲနှင့်အာထုတ်ကျိုးပန်းတတ်သူများသာလောက၌အောင်မြင်မှု ရရှိတတ်ကြ၏သို့သောဤမှန်းချက်ရှိတိုင်းကျိုးစားအာထုတ်တိုင်းအောင်မြင်သည်တော့မဟုတ်လောကဤသဘောသဘာဝများကိုနားလည်ဖို့လို၏မိမိလှုပ်ရှားကျင်လည်မိပတ်ဝန်းကျင်၌ကျွမ်းကျင်လိမ္မာဖို့လေလို၏နားမလဲမကျွမ်းကျင်တဲ့၍က ကြိုးစားအားထုတ်သည်မှသည်အလွဲလွဲအချော်ချော်ကြီးဖြစ်နေပေမည်။သို့သောဤသည်မှာလည်းလူတိုင်းကြုံရမည်ဓမ္မရာပင်ဖြစ်၏။လူသည်အတွေ့အကြုံမှ သင်္ကန်းစာ ယူရင်းသာဘဝတိုက်ပွဲကိုဆင်နွှဲရသောသဘောရှိ၏။သင်္ကန်းစာဟူသည်ကားပညာသည်ပညာဉာဏ်အမျော်အမြင်မရှိဘဲဘဝတိုက်ပွဲတွင် အောင်ပွဲဆင်နိုင်မည်မဟုတ်လူဒီဘဝအသည့်ပညာကိုမိမိကိုယ်တိုင်၏အတွေ့အကြုံမှသာရနိုင်သည်မဟုတ်တပါသူတို့၏အတွေ့အကြုံမှလည်းရယူနိုင်ကြ၏အတွေ့အကြုံကြီးမားသူထံမှစကားတခွန်းသည်လူငယ်လူသစ်တယောက်အတွက်အဖိုးမပြတ်နိုင်သော အထောက်အကူတစ်ရပ်ဖြစ်သွားနိုင်ပါ၏ စဘတ်သူတို့အားဘက်ဆုံမြတ်တသောအသိပညာဘဟုတုတများပေးနိုင်ရေးကိုဥတီဆောင်ရွက်သည့် Reader Digest Magazine သည်လုပ်ငန်းနယ်ပယ်အသီးသီးတွင်ထိပ်တန်းရောက်သည့်အထိပေါ့မြောက်အောင်မြင်ခဲ့သောစာပေပညာရှင်များရုပ်ရှင်သဘင်ဂီတသမားများပကြီးပပု အမှုပညာကျော်များနိုင်ငံရေးခေါင်းဆောင်စစ်ဘိုလ်ချုပ်ကုမ္ပဏီအကြီးအကဲစသည့်ပုဂ္ဂိုလ်ကြီးများအားဆက်သွယ်လျက်၎င်းတို့၏ဘဝအသီးသီးကိုကြီးမားစွာ အထောက်အကူပြုခဲ့ကြသူများနှင့်ထိုကျေးဇူးရှင်များထံမှ၎င်းတို့ရရှိခဲ့သောဘဝလမ်းညွန်အစုံအမဩဝါဒများအကြောင်းဖွင့်ဟ ရေးသားပေးပါရန် တောင်းခံပြီး the best advice i ever had ဟူသောမူဒေကောင်းစဉ်ဖြင့်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်ယခုစာအုပ်သည်အဆိုပါ advice ဆောင်းပါးများကိုရွေးချယ်စုစည်းကာစီလျော်အောင်မြမပြန်ဆိုပေးထားခြင်း ဖြစ်ပါသည်ဤစာအုပ်ကိုဖတ်ရှုလျက်မြမလူငယ်လူရွယ်တို့အနေနှင့် မိမိအတွက်အသင့်တော်ဆုံးအလိုက်ဖက်ဆုံးလမ်းညွန်ချက်အသီးသီးကို ထုတ်နှုတ်ရယူကဘဝအောင်မြင်ရေးအတွက်အထီးရောက်ဆုံးအသုံးပြုနိုင်ကြပါစေဟုဆုမွန်ကောင်းတောင်းလိုက်ရပါသည်ဖေမြင့်တဂျွန်ဟာရိုဂျွန်ဆန်ဂျွန်ဟာရိုဂျွန်ဆန်ကို 1918ခုနှစ်တွင်မွေးဖွားသည်ဂျွန်ဟာရိုဂျွန်ဆင်သည် လူမဲဆင်းရဲသားကလေးဘဝမှအမေရိကန်ပုံနှိပ်ထုတ်ဝေရေးလောကဤထိပ်သီးပုံကိုတဦးဘဝရောက်ရှိခဲ့သူဖြစ်၏လူမဲများအတွက်အဓိကဥတီထုတ်ဝေသည်သူ၏ Negro Digest Avenue Jet Blaster စသည့်မဂ္ဂဇင်းစာဆောင်များသည့်အမေရိကန်ပြည်၌အကြီးအကျယ်ရေးပန်းစားခဲ့သည်အသက်30ကျော်စ1950ခုနှစ်မှပင် သူသည်အမေရိကန်ပြည်၏အထူးခြားအထင်ရှားဆုံးလူငယ်10ဦးစီးရင်ဝင် ဖြစ်ခဲ့သည်နောက်ပိုင်း၌စာအုပ်ထုတ်ဝေရေးလုပ်ငန်းသာမကအမကန်လုပ်ငန်းဗန်လုပ်ငန်းရေဒီယိုအတန်လွှင့်လုပ်ငန်းများတွင်ပါအောင်မြင်ခဲ့သည် ဖြစ်ရမယ်လို့ဆွဲဆွဲမြဲမြဲယုံကြည်မယ်ကိုရွေးချယ်ထားတဲ့ပွဲကို ကိုဝင်ပြိုင်မှုဇွဲနှပယ်လဲရှိမယ်ဆိုရင်အောင်ပွဲဆိုတာပြင်းမလွတ်ဘူးတာမင်းတကယ်ကြိုးစားရဲ့လားဟုတ်ကဲ့အမေတကယ်သေးသေးချာချာကြိုးစားတာအမှန်တော့ဟုတ်ပါတယ် ါဆိုမပူနဲ့သားမင်းတကယ်စ조사နေတာမှန်ရင်မအောင်မြင်စရာမရှိဘူးအောင်မြင်လိမ့်မယ်မ조사တော့ဘူးဆိုမှသာတကယ်ရှုံးသွားတာသားမင်းတကယ်စ조사ရဲ့လားကျွန်တော်ကောင်းထဲမှာထင်းထင်းရှားရှားရှိနေသည့်အစောဆုံးမှတ်မိသည့်အရာတစ်ခုက အမေနဲ့ကျွန်တော်ပြေးကြခြင်းဖြစ်သည်ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာရှိရသည့်တက်ရှိသရဝါမှန်သမျှယောက်ျားမိန်းမခလေးခွေးကြောင်များပါမကြံအကုန်လုံးပြေးနေကြသည်အဲ့ဒီတော့က1928ခုနှစ်ကျွန်တော်အသက်9နှစ်သားကျွန်တော်တို့အားလုံးကျွန်တော်တို့မြို့အထက်မှာစီးမိုး၍ရှိနေသည့် ဆဲပေါင်းယိုးကြီးစီတို့ပြေးနေကြခြင်းဖြစ်သည်ကျွန်တော်တို့မြို့ဆိုဒီကအမေရိကန်ပြည်တောင်ပိုင်းအာကင်ဆောပြည်နယ်ရှိအာကင်ဆောစီတီမြို့မစ္စစ်စပီမြစ်အထက်ပိုင်းကတခြားဆယ်ကြီးတစ်ခုကြိုးကမြစ်ရေတွေဒလကြမ်းတိုးလာသဖြင့်ကျွန်တော်တို့အသက်လူပြေးကြရခြင်းဖြစ်သည် ရေကကျွန်တော်တို့နောက်မှတဟုန်တို့လိုက်လာနေပြီအမေကျွန်တော်ကိုလက်မောင်းပြုတ်ထွက်မတက်တင်းတင်းကြီးဆုတ်ဆွဲထားသည်ကျွန်တော်တို့လွတ်ကြပါအောင်မလားအသက်ဥတုံစရာအဲ့ဒီအခိုက်အတန့်အဖို့ကျွန်တော်တို့ကံကြမ္မာကလုံးဝမရေရာအမေရုတ်တရက်အချိန်တင်ကကုန်းဆောင်ပေါ်ပြေးတက်သည်ကျွန်တော်ကိုဒလကြမ်းဆွဲတင်သည် ရေဆိုပြီးချောနေသည်ဆဲပေါင်းကုန်းဆောင်ပေါ်ကတော်ကမျောတက်ရသည် ကျွန်တော်တို့ကိုလက်ကမ်းသူတွေကကမ်းကြ ကမန်းကရန်လှမ်းဆွဲသူတွေကဆွဲကြနှင့်နောက်ဆုံးတော့ကျွန်တော်တို့အသက်ဘေးမှလွတ်ခဲ့သည်သို့တော့ကျွန်တော်တို့ပိုင်ဆိုင်သမျှအဝိအထယ်အိမ်အတုံးအဆောင်ပစ္စည်းနှင့်စုဆောင်ထားသည့်ငွေလေးတပဲနှစ်ပြားကအစအနမကျန်အောင် ျောက်သွားခဲ့လေပြီကျွန်တော်တို့ဘဝကိုတုံညမှ ပြန်ဆကြရပြီအမေကို1892ခုနှစ်ဩဂုတ်လ4ရက်နေ့မှာမွေးသည်နာမည်က Gertrude Jenkins လူမဲမာလီ Mississippi မြေရိုးတစ်လျှောက်မှာအမေကြီးပြင်းခဲ့သည်စင်းရဲမွဲတည်သည မူလာရန်ကျောင်းမှာ၃နှစ်လောက်နေပြီးသည့်နောက်ကျောင်းထွက်ပြီးလက်ခွဲမြင်မှာအလုပ်ဝင်လုပ်ရသည်ဆင်းရဲတော်လဲအမေစိတ်ဓာတ်မပြတ်သူ့မှာမျောလင်းချက်တွေအမြဲရှိနေသည်သူ့ကိုကြည့်လိုက်ရင် အမြဲရှင်ရှင်ပြပြအသက်ငငယ်ရွယ်ရွယ်မှာပင်အာကင်ဆောစီးတီးသို့အမေရွှေ့ပြောင်းလာခဲ့သည်မြို့မှာအိမ်စီအလုပ်လုပ်သည် သို့တော်ဒီလောက်ထဲမှာ တိမ်မြုပ်ညှိုးငယ်မနေရက်ွက်ရှိဘာသာရေးနဲ့တာရေးနာရေးအသင်းအဖွဲ့များတွင်တက်တက်ကြွကြွပါဝင်လှုပ်ရှားသည်ဒီတော့ရက်ွက်မှာ အမေ လူသည့်များသည်မြစ်ဆက်ကတ်မြစ်ဆက်ကတ်နှင့် လူတကာခေါ်ကြပြောကြနှုတ်ဆက်ကြသည် အမေကအရတ်တော့ပုပြက်ပြက်သို့တော်တွက်လက်ထက်မြက်သော အမှုအရာအပြည့်ရှိသည် လူတွေ့လင်အာရပါရပြုံးပြတတ်သည်ပြီးတော့အမေမှာတန်မဏိလိုကြန့်ခိုင်မာကြောသည့်စိတ်သက်ရှိသည်အမေလမ်းလျှောက်လျင်မတ်မတ်လျှောက်သည်ခေါင်းကိုထောင်ထားသည်အရက်အမောင်းရောအရေးအသွေးပါ မနှိမ်ကြသည့်မိမတယောက်ဤအသွင်အပြင်မျိုးအမေဘဝမှာဒုက္ခတွေခံစားခဲ့ရဘူးပြီစိတ်ပြက်အားငယ်စရာ စိုးရိမ်ထိတ်လန့်စရာတွေကြုံခဲ့ရဘူးပြီအဲ့ဒီဟာတွေကြားမှာအမေဒီရင့်ကျက်ပြေဝသူတဦးဖြစ်ထွက်မြောက်လာခဲ့သည်မျိုးစုံတွေသူကြုံခဲ့ပြီးပြီသူ့အတွက်အနာဂတ်မှာကြောက်ရွံ့စရာမရှိတော့အဖေကခင်မင်ပေါ်ရွေတတ်သူတဦးဖြစ်သည်သို့တော်လူပြည်မှာကြာရှည်မနေခဲ့ရကျွန်တော်6နှစ်သားအရွယ်မှာပင် တစ္ဆက်မှာမတော်တဆထိခိုက်မှုတစ်ခုဖြစ်ပြီးကွယ်လွန်သွားခဲ့သည်အဖေဆုံးပြီးနောက်တစ်နှစ်အကြာမှာအမေနောက်အိမ်တော်ပြုတ်ခဲ့သည်ပထွေးနာမည်က Jane William သူကမုတ်ဖို့မမုတ်ဖို့အလုတ်သမားတစ်ယောက်ဖြစ်သည်ပထွေးတစ်ယောက်အနေနဲ့သူမဆိုးပါကျွန်တော်နဲ့တခါမျှကတော့ကဆဖြစ်သည်ဟု၍မရှိခဲ့ အိမ်မှာအမေဩဇာအဓိကဖြစ်နေတာလဲတကြောင်းတော့ပါပါလိမ့်မည်အမေကစီကန်းသမားကျွန်တော်ကိုအမြဲတွင်တင် ဆုံးမသည်သူတွင်တင်ဆုံးမမှုကိုကြက်မက်ရန်အတွက်ဂျိန်လုံးကိုအတုံးပြုတ်တ်သူလဲဖြစ်သည်ကျွန်တော်ကိုလူတွေကဘာကြောင့်ဆက်လိတ်မတော့တလဲမေးလေရှိသည်ကျွန်တော်မတော့တာက ကျွန်တော်ငယ်ငယ်10နှစ်သားလောက်တုန်းကအိမ်နောက်ဘက်မှာဆက်လက်တောင်းနေတာအမေတွေ့သွားသောကြောင့်ဖြစ်သည်အဲ့ဒီတုန်းကအစော်ခံရတာကျွန်တော်ဒီကနေ့အထိမမေ့သေးကျွန်တော်တို့မိသားစုမှာပတ်စံမရှိပါသို့တော်ကျွန်တော်တို့မစင်းရဲဒါကအလွန်အရေးကြီးသည့်အချက်ဖြစ်သည် ကျွန်တော်ဘယ်တော့မှ စားလောင်ငတ်မွတ်နေသည်ဟု၍မရှိခဲ့။ဆောင်းနှွေးဆိုလင်လဲအိမ်မှာအနှွေးပေးစရာရှိသည်။နှွေးပေါက်လင်လက်လက်ရေခဲပုံးအဟောင်းကြီးကိုတုံးကအိုင်စကရင်လှုပ်စားသည်။သို့သောကလေးဘဝတလျှောက်လုံးကျွန်တော်တောင်းတနေခဲ့သော အရာတစ်ခုရှိသည်။ကျွန်တော်ပတ်ဝန်းကျင်မှာရှိသည့်သွေးချွေးမျက်ရည်တွေ ညစ်သေးပေကြံနေသောဘဝမျိုးထက်အစင်တက်ခြင်းမြင့်မားခြင်းသည်ဆန္ဒသို့တော်ဒီဆန္ဒပြည့်မြောက်ဖို့အရေးမှအခက်အခဲအဟန့်အတားတစ်ခုရှိနေသည်ယင်းကအကင်ဆောစီတီမြို့မှာနီဂရိုလူငယ်များအတွက်အထက်တန်းကျောင်းမရှိခြင်းပင်သည်ထို့ကြောင့်1930ခုနှစ် အသက်73နှစ်မှာကျွန်တော်ရှစ်တန်းတက်သည့်အခါ၌ဒါဒီပင်ငါ့အတွက်နောက်ဆုံးအဆင်ပါကလားငါဒီလဲငါရှိကသူများဤသူဆင်းရဲပင်ပန်းသောဘဝနွမ်းမာနှုံချသောဘဝ၌ရတ္တီကျင်လေရတော့မှာပါကလားဟူ၍တွေးတော်ပူပန်စရာဖြစ်ခဲ့ရသည် သို့တော်ကျွန်တော်အတွက်မှာခဲ့သည် ကျွန်တော်အမေဤထက်တန်ပြင်းပြသောစိတ်နှင့်ဇကုတ်ဇခဲဇွဲနှဘဲနှင့်လှုပ်တက်သည့်တတ္တိကိုကျွန်တော်မစင်စားမိခဲ့ အမေကဘသူမဆိုကိုတကယ်လိုချင်သောအရာကိုတကယ်ကြိုးစားလျင်ရကိုရရမည်ဟု လုံးဝစိတ်ချယုံကြည်သူမျိုးဖြစ်သည်အကင်စောစီတီမှာလူမဲလေးတွေအတွက်အထက်တန်းကျောင်းမရှိဘူးဆိုရင်လည်းကိစ္စမရှိဘူး ရှီကာဂိုမှာကျောင်းကောင်းကောင်းတွေအများကြီးရှိသည်အလားတူမြောက်ပိုင်းတခြားမြို့ကြီးများမှလည်းရှိသည်ဒီလိုအခွင့်အလမ်းတွေရှိသဖြင့်လည်းမြောက်ပိုင်းကိုလူမဲတွေတန်းချီ၍ရွှေ့ပြောင်းနေကြသည်မဟုတ်ပါလားကျွန်တော်တို့လည်းသွားကျင်လင်လွတ်လွတ်လပ်လပ်သွားခွင့်ရှိသည်တခုပဲရှိသည်ခရီးစရိတ်ရှီကာဂိုကအတော်ဝေးသည် ယထာကကမနေကျွန်တော်တို့အတွက်အတော့ကိုများသောငွေအမေအိမ်မက်ကသူသားလေးကျွန်တော်ကိုမျိုးကြီးပြကြီးတို့ခေါ်သွားမြည်ထိုက်ထိုက်တန်တန်ပညာသင်ပေးမြည်တနေ့သောအခါ၌အရေးပါသောပုဂ္ဂိုလ်တယောက်ဖြစ်လာစေရမည်ဟူ၍ဖြစ်သည်ကြိုးတင်မမြင်နိုင်သည့်အနာဂတ်တစ်ခုကိုအဲ့ဒလောက်မျှော်မှန်းရယုံကြည်ရသည့်စိတ်က တော်ယုံလူမျိုးမှာရှိနိုင်လိမ့်မည်မဟုတ်1932ခုနှစ်ဂျွန်လမြောက်ပိုင်းသို့တွားရန်အတွက်ငွေကြေးအလုံးအလောက်စုဆောင်မိခြင်းမရှိသေးမီမှာပင်အလေရန်ပညာကျွန်တော်ပြီးစီးသွားခဲ့သည်သို့တော်ဒီအတွက်အမေစိတ်အားမပြတ်ပါနှစတိုးစူးစားကဝင်ငွေရှာသည် ဆယ်မြောင်းလောက်သားစခန်းများမှာထမင်းချက်သည်အဝိရှော်သည်မီးဘူးထိုးသည်အချားရရာအလုံးပန်သည်။လဲဝင်လောက်သည်အဒီနစ် တနွေလုံးအမေ အကြီးအကျယ်အလုံးဇောကတ်နေသည် အလုံးအလုံးအလုံးအမေအဲ့ဒါလောက်လုံနေပြီဆိုတော့အမေနဲ့ဆက်ဆက်တော့ကျွန်တော်လဲပါရသည်ပေါ့ လူ90လောက်အတွက် ချက်ပြုတ်ရှော်ဖုတ်သည့်အလုတ်တွေနဲ့အမေတယောက်တည်းဘလို့မှမနိုင်နေနိုင်သည့်အခါကျွန်တော်လဲနိုင်သမျှဝင်ကူရသည်သို့တော်တဖြည်းဖြည်းຫນွေရက် တွေသာကုန်လာသည် အခြေအနေကမကောင်းចောင်းဖွင့်ခြင်းအမိရှိကားကိုတွားဖို့ခရီးစရိတ်ပြည့်မီရန်မဖြစ်နိုင်တော့ဆိုတာတဖြည်းဖြည်းထင်ရှားလာသည်ကျွန်တော်တို့အိမ်မက် ပြက်ပြဲတော့မလောက်ဖြစ်လာသည့်အဲ့ဒီအချိန်တွင် အမေထာမအံအားသင့်စရာစကားတစ်ခု ကျွန်တော်ကြားရသည် ရှီကာဂိုသွားဖို့ခရီးစရိတ်ပြည့်တဲ့အထိငါသားရှစ်တန်းမှာပဲဆက်တက်ရမယ်ဟူသောစကားမေကကျွန်တော်ကိုလမ်းညိုလမ်းကြားလျှောက်သွားနေမှာမလို့လား အနေစားအကျန်းစားအလုံးများလဲလုံးဝမလုတ်စေခြင်းအဲ့ဒီတော့ तू မလိုလားတာတွေကိုရှောင်ကျင်မှုအမေရွေးချယ်လိုက်သည့်နီလန်းကကျွန်တော်ရှစ်တန်းကိုပြန်တဲ့လိုအပ်လျင်အကျဉ်းချင်းထတ်တဲ့လူတွေကကျွန်တော်တို့ကို ရေကြသည်ဘာမှဖြစ်လာစရာ မရှိသည့်ကောင်းလေးအတွက်ဒီလောက်တောင် အသေးအကျေရှောက်လို့နေရသလား မေးယူနေပြီလားစသဖြင့်အိနီနာခြင်းများ အမေကို ပြစ်တင်ပြောဆိုကြသည် အမေခင်မုန်းကလည်းအမေလောက်တာဟုတ်မှဟုတ်သေးရဲ့လားတန်တရာရှိလာပြီအမေကတော့ဘာမှဖြေရှင်းချက်ပေးမနေအလောက်ကိုဖိလို့သည်အိမ်မက်ကိုဆက်မက်သည်ပတ်စံဆက်စုသည် ဖြစ်ရမယ်လို့စွဲစွဲမြဲမြဲယုံကြည်မယ်ကိုရွေးချယ်ထားတဲ့ပွဲကို ကိုဝင်ပြိုင်မှုဇွဲနှပဲလဲရှိမယ်ဆိုရင် အောင်ပွဲဆိုတာပြေးမလွတ်ဘူးဟူ၍အမေဆိုခဲ့သည်တနည်းကြော်မြကြားအောင်အမေသူ့အလုပ်ကိုသူရင်းရိုင်းတွေ့ဝေခြင်းကင်းစွာ ဆက်လုပ်ခဲ့သည် 1933ခုနှစ်ဇူလိုင်လမှာအမေချွေးသီးချွေးပေါက်ကြအောင်ရှာခဲ့သည်နောက်ဆုံးဒေါ်လာငွေစအနည်းငယ်ကို ဖြည့်စည်းပြီးသည့်နောက်၌ကျွန်တော်တို့လူငွေပြည့်သွားခဲ့သည် ကျွန်တော်တို့အတွက်လွတ်မြောက်ရေးလမ်းစရှိရာမြောက်ပိုင်းဒေသစီတို့ အမေမျက်နှာမူလေပြီကျွန်တော်တို့အာကင်ဆောမှတကယ် ထွက်ကြတော့မည်ဆိုတော့ပထွေးဖြစ်သူကစိုးရိမ်တကြီးတားစီဖို့ကြိုးစားရှာပါသည်ဟိုမှာကျွန်တော်တို့အကြီးအကျယ်ဒုက္ခရောက်ကြလိမ့်မည်အလွန်အေးမြသောရှီကာဂိုဆောင်းကာလမှာအလုံးလက်မဲ့ဒုက္ခတဲ့များစခန်း၌တန်းစီကအေးခဲပြီးတေဆုံးသွားနိုင်သည်စသဖြင့်ပူပန်စကားတွေဆိုသည်စင်စစ်အမေအဖို့လဲ သူမခင်မုန်းကိုခွဲခွာရသည်မှာအင်မတန်မှရဲဝံ့စွန့်စားရသောအလုပ်ဖြစ်သည်ဟုကျွန်တော်မြင်သည်အမေသူ့ကိုဘလောက်ချစ်ခင်တွေ့တာသည်ဆိုတာ ကျွန်တော်အသိဖြစ်ပါသည်သို့သောယခုတော့သူချစ်တော်သူကိုထားရစ်ခါဒဇိန်တယံဇံမျိုးပြတစ်ခုစီတို့ ကျွန်တော်နှင့်ထွက်ခွာပါတော့မည်အမေရင်မာမိမြနာကျင်နေလိမ့်မည်မသည် သို့သောယထာဘောတက်ချိန်၌ကအမေတုံဆိုင်ခြင်းမရှိခဲ့အမေသည် သူ့ခင်မောအားချစ်ခဲ့ပါ၏သို့သောကျွန်တော်ပညာရေးနှင့်ကျွန်တော်ဘဝလွတ်မြောက်ရေးကိုပူ၍ချစ်ခဲ့သည်ဟု ဆိုရပေမည်ထွက်ခွာတော်မူအချိန်ကျွန်တော်ကတော့မျော်လင့်မှုစိုးရင်မှုများဖြင့်အကြီးအကျယ်စိတ်လှုပ်ရှားလျက်ရှိခဲ့သည် ကျွန်တော်အသက်15နှစ်ရှိပြီကျွန်တော်ဘဝရခင်ကားနှင့်လုံးဝခြားနားသွားတော်မူရှီကာဂိုမှာအမေအိမ်စီအလုပ်ပင်လုပ်ရသည် အမေခင်မုန်းကနောက်တစ်နှစ်ခန့်အကြာမှာကျွန်တော်တို့ထံလိုက်လာသည်ကျွန်တော်ရှီကာဂိုမှာအထက်တန်းဆင့်တက်ရသည်အခြေခံပညာအဆင့်မြင့်နန်းကိုဂုံတူးတွေနှင့်အောင်သည် 1942ခုနှစ်အသက်24နှစ်မှာကျွန်တော်ကိုပိုင်မက်ဂဇင်းတစ်ခုထုတ်ဝေရန်စိတ်ကူးတစ်ခုစရသည် Negro Digest ဒီစိတ်ကူးကိုအကောင့်ထဲပေါ်ရန်စူးစမ်းသည့်အခါကျွန်တော်အခက်အခဲကြီးတစ်ခုရင်ဆိုင်ရသည်ငွေကိစ္စစာအုပ်လာပေမှာယူရန် အလားအလာရှိသည့်ပုံကူများထံ ဆက်သွယ်စာများပေးပို့ရန်အတွက်ဒစိကောင်းမိုးဒေါ်လာ900မြှကျွန်တော်လိုနေသည်ငွေချေးမြင့်ကုမ္ပဏီတစ်ခုတော့ရှိသည် သို့တော့တင့်တင့်သော အာမခံပစ္စည်းပြနိုင်မှရမည်အဲ့ဒီတော့အမေစီပဲ ကျွန်တော်ကြည့်ရသည်မိမအိမ်အောင်ပြိဘောကအစ်စ်တချို့ဝယ်ထားတာရှိသည်ဓာရီဝယ်ရမှာကျွန်တော်အကူအညီလဲ အတန်အသင့်ပါခဲ့သည်ဒေါ်လာ900ချေးရန်အတွက်ပြိဘောဂတွေအာမခံထားပေးဖို့ပြောသည့်အခါအမေတွေ့သွားသည်ကျွန်တော်တသက်မှာအမေနိုင်သွားတာ ပထမဆုံးကြုံရဘူးချင်းဖြစ်သည်ဒီပြိဘောဂတွေဝယ်နိုင်မှု သူမှနှစ်ရှည်လများစူးစမ်းစုဆောင်းခဲ့ရသည် ဒါတွေအလွယ်တကူဆုံးရှုံးသွားမှာသူမလို့လားကျွန်တော်အမေကိုတောင်းပန်တူရှုသည်အမျိုးမျိုးပြောဆိုပူဇော်သည်နောက်ဆုံးတော့အမေကငါဒီကိစ္စကိုဖျားသခင်စီတင်ပြကြည့်မယ်ဟုဆိုလိုက်သည်နောက်တစ်ပတ်ခန့်မြှကျွန်တော်အမေထံနေတိုင်းသွားသည်ဖျားသခင်ကဘလို့မိန်တော်မူသည်လဲမေးသည် ဘာမှ မသိရသေးဘူးငါဆူတောင်းတော့ပဲဟုဆိုသည်တို့နှင့်ကျွန်တော်ပါအမင်းနှင့်အတူဖျားရှခိုးသည်ဖျားသခင်ထံဆူတောင်းသည် တနေ့မှာတော့အမေကပြောသည်ဖျားသခင်က အမေကိုလှုပ်ပေးလိုက်လို့ပြောပြီးထင်တယ်တဲ့1943ခုတွင်နီဂရိုတိုင်ဂျက်အောင်မြင်သွားခဲ့သည် ကျွန်တော်နှစ်ပေါင်းများစွာစိတ်ကူးယဉ်လာခဲ့သည့်အိမ်မက်တစ်ခုအကောင်အထည်ဖော်နိုင်တော့မည်အမေတန်ကျွန်တော်သွားကအမေဒီကနေ့ကစပြီးအလုံးလုံးเสียမလို့တော့ဘူးဟူ၍ပြောလိုက်သည်ဒီစကားပြောလိုက်ရသဖြင့်ကျွန်တော်ယဉ်ထဲမှာပေါ့သွားရှင်းသွားသည်အီယာမကိစ္စကြီးတစ်ခုအောင်မြင်ပြီးမြောက်သွားသလိုခံစားလိုက်ရသည် ဒီမတိုင်မီရောဒီနောက်ပိုင်းမှာပါ အချားအဲ့ဒလိုစိတ်လက်ပေါ်ပွားချမ်းသာသွားတာမျိုးကျွန်တော်ခံစားဘူးဒီမထင်1918ခုနှစ်မှဒီအမေကွယ်လွန်ဒီအထိ59နှစ်တိုင်တိုင်အမေနဲ့ကျွန်တော်နေစဉ်နှီးပါလောက် တွေ့ပြစ်စကားပြောပြကြသည်ကျွန်တော်ရုရှားပဲရောက်ရောက်အာဖရိကမှာပဲဖြစ်ဖြစ် ပြင်သစ်မှာပဲရှိရှိဘယ်ရက်ဘယ်ဒီတာရောက်နေသည်ဖြစ်စေအမေကိုတော့တနေ့တစ်ကြိမ်ဖြစ်အောင် ကျွန်တော်ဖုံးဆက်သည်တကြိမ်မှာတော့ဟေတီကျွန်းမှာရှိစဉ်အမေထံစကားပြောသည့်အခါကျင်းနန်းတိုင်းပေါ်တက်ပြီးလှမ်းဆက်ရသည်ကျွန်တော်ကိုကြည့်ပြီးလူတွေရဲကြသည် သို့တော်အမေကတော့သိပါသည် ကျွန်တော်မှာအခက်အခဲအကျအတွဲတွေကြုံသည့်အချိန်အမိထံဖုံးဆက်လျင်ဖြစ်မှာပါတားရဲ့အောင်မြင်မှာပါဟုအမေအမြဲအားပေးလေရှိသည်ထူးထူးခြားခြားတနေ့မှာတော့ကျွန်တော်အမေအားအမေကျွန်တော်တော့သွားပြီထင်တယ်ဗျာဟု၍ပြောမိသည်အဲ့ဒီရက်ပိုင်းကတော့ ကျွန်တော်ဘဝတသက်တာတွင်အဆိုးအဝါဆုံးရက်ပိုင်းဟု ဆိုရလိမ့်မည်ထင်သည်။ဒါမင်းတကယ်ကြိုးစားရဲ့လား။အမေကမေးသည်။ဟုတ်ကဲ့အမေ။တကယ်သေးသေးချာချာကြိုးစားတာအမှန်တော့။ဟုတ်ပါတယ်။ဒါဆိုမပူနဲ့သား။ မင်းတကယ်ကြိုးစားနေတာမှန်ရင်မအောင်မြင်စရာမရှိဘူးအောင်မြင်လိမ့်မယ်မကြိုးစားတော့ဘူးဆိုမှသာတကယ်ရှုံးသွားတာအမေအဲ့ဒလိုစကားပြတ်အောင်ပြောခဲ့သည်အမေကရုပ်ပိုင်းရောစိတ်ပိုင်းမှာပြတ်သားခိုင်မာသောအမျိုးသမီးတစ်ယောက်ဖြစ်သည်ကျွန်တော်ဘဝမှာအမေထံကစိတ်ဓာတ် စွမ်းအားတွေမရတော့နေ့တနေ့မှ မရှိခဲ့ပါ Are you try real hard Reader Digest August 1994ဆောင်းပါးကိုရှားဖေမြင့်ပြန်ဆိုသည်